အားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ချိုးဆိုလိုက်ပါရယ်မိုးလီဝသနဲ့ဇလားပေရာအညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အော်တိုဘာလ31ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝသအခြေအနေခန့်မှန်းချက်များကိုသေစိတ်တင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာအထူးမိုးလီဝသအနေနဲ့ထက်ဆင်မုန်တိုင်းတစ်လုံးထွက်ပေါ်လာအောင်မဲ့အခြေအနေများနဲ့မုန်တိုင်းမွန်ထရာလက်ကျန်ချိန်ကြောင့်မိုးရွာသွန်းနိုင်တဲ့ဒေသများအပအဝင်မြေကြီးကြီးနိုင်တဲ့အခြေအနေများကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော်နိုင်ပါရယ်ခင်ဗျာ ပထမဆုံးအနေနဲ့မုန်တိုင်းမိုးသက်ထန်စွာရောက်သုံးခြင်းကြောင့်မြေကြီးခြင်းသတိပေးချက်များနဲ့မြေကြီးခြင်းများကိုပြောပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ယနေ့31ရက်စဲလာ2025ရက်နေ့နာနဲ့6နိုင်ခွဲချိန်တိုင်းထွာခြင်းရမြေကြီးခြင်းတွေကိုတင်ပြပေးလိုက်ပါရခင်ဗျာ။မြေကြီးနာမြေဟာမနေ့ကညတိကနေ့7နိုင်အတွင်းတလက်မောင်ကန်ထက်ကြသွားပါတယ်။မြေကြီးနာမြေရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့33.8ဒီဂရီဆဲလ်စီယံနဲ့ယနေ့အနေဆုံးပူချိန်ကတော့22.5ဒီဂရီဆဲလ်စီယံတို့ပဲဖြစ်ပါရခင်ဗျာ။ မြေကျနားမြေအရစွန့်ရည်မဲ1100စင်တီမီတာသို့ရောက်ရှိရန်900စင်တီမီတာ29ဗီကွဲကျော်ခန့်အလိုမှာရောက်ရှိနေပါတယ်။ ERI မြေအထက်ပိုင်းမှာမိုးအားအနည်းငယ်မှာအသင့်တင်ရှိနေပါတယ်။ရံဖန်ရံခါ ERI မြေစုံအထက်ပိုင်းမှာနေရာကွက်ရေမိုးတက်ထန်စွာရောက်သွင်းခြင်းများကြောင့်မြေကျနားမြေကြာဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်ခင်ဗျာ။စခိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အေရာရီမြစ်ထပ်ပိုင်းမေခမလိခမြဝဲဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနည်းငယ်ရှိနေပါတယ် ရောင်ရင်မြေဥတျောင်းနဲ့ချင်းတွင်းမြေဥတျောင်းမြကန်းနီမြေနိဒေသများနဲ့မြေလူကျုံများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများရောင်ရင်မြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင့်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဆက်လက်ပြီးချင်းတွင်းမြေရဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာခန်းနီမြို့မြေဟာမနေ့ကညနေကနေ့12နာရီတွင်တလက်မကန်ထက်ကြသွားပါတယ်မောင်ရမြို့မြေဟာမနေ့ကညနေကနေ့12နာရီတွင်3လက်မကန်ထက်ကြသွားပါတယ်ခင်ဗျာ ချင်းတွင်းမြေရဲ့တက်ကြပုံမှန်အနေထားကမှရှိနေပါမယ်ထူးကပ်မြေရဲ့ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာခန်းဒီဟ ோம் လင်းပေါင်းပြင်တဲ့မော်လိုက်မျိုးရဲ့မြေအမြဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါတယ်ကလေးဝမင်းကင်းကဏီနဲ့မုံရမျိုးရဲ့မြေအမြဟာလည်းဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါတယ်ခင်ဗျာအီရီမြေရဲ့အခြေအနေကတော့ဗမော်ရွှေကူကတာတိကျိုင်တပိတ်ချင်းမန္တလေးနဲ့စကိုင်းမျိုးရဲ့မြေအမြဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါတယ်မြေမှုပခုတ်ကူညာဦးချောင်းနဲ့မင်းမှုရဲ့မြေအမြဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ် မကွေးအောင်လံပြည်စိတ်သာဟင်္ဒရာနယ်ဇလုံမျိုးတို့ရဲ့မြို့ရည်များဟာလည်းဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ခင်ဗျာ ARI မြို့ရည်မြစ်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်၍အော်တိုဘာလ31ရက်နေ့မနက်9နာရီချိန်မုံတိုင်းခံမှန်းချက်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာယနေ့အော်တိုဘာလ31ရက်နေ့မနက်9နာရီချိန်စူပါမုံတိုင်းကြီးတစ်လုံးတောင်တရုတ်ပင်လယ်သို့ဦးတည်လာမယ်လို့ခန့်မှန်းရပါတယ်အဲ့ဒီမုံတိုင်းကြီးရဲ့အမည်ကတော့ကလမဲကြီးပဲဖြစ်ပါတယ်မုံတိုင်းကြီးရဲ့အစာပြိုးရာမှာတော့ ဖိလစ်ပိုင်ပင်လယ်အရှေ့ပိုင်းမှာယနေ့စတင်ဖြစ်ပေါ်လာတဲ့ 98B လီဘီးယားနဲ့ရန်ဝင်ဖြစ်ပါတယ်။၎င်းနောက်နောက်ရက်များမှာပုံမှန်အားကောင်းလာပြီးအချိန်တို့တွင်အလုံးအားကောင်းတဲ့စူပါတိုင်ဖွန်းမုန်တိုင်းကြီးဖြစ်ပြောင်းလဲလာမှာဖြစ်ပါတယ်။ခမန်းကြီးအဖြစ်တော့နိုဝင်ဘာလ9ရက်နေ့မှာလေပြင်း184မိုင်နှုန်းနဲ့ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုတိုက်ခတ်ဖြတ်တန်းပြီးတောင်တရုတ်ပင်လယ်သို့ဝင်ရောက်လာမှာဖြစ်ပါတယ်။တောင်တရုတ်ပင်လယ်သို့ဝင်ရောက်ပြီးတဲ့နောက်အင်အားအနည်းငယ်ပြန်ကျကာလေပြင်း132မိုင်ကတိုက်ခတ်ပြီးဟောင်ကောင်ကိုဥတီလာမှာဖြစ်ပါတယ်။ နိုဝင်ဘာလ17ရက်နေ့မှာဟောင်ကောင်အရှေ့ဘက်ကမ်းခြေအရောက်ရောက်ရှိပြီးတဲ့နောက်မှာတော့ထိုင်ဝမ်ရေလက်ကြားဘက်ကိုပြန်꿰သွားမှာဖြစ်ပါတယ်။နိုဝင်ဘာလ23ရက်နေ့မှာအားပြော့ပြက်ပယ်သွားမယ်လို့ခန့်မှန်းရပါတယ်ခင်ဗျာ။ရက်ဝင်းနေသေးတဲ့အတွက်မုံတိုင်းရဲ့လမ်းကြောင်းနဲ့အင်အားတို့ဟာအနှဲငယ်ပြောင်းလဲနိုင်ခြင်းရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့အထူးမိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ယနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုက်ထွာကြရအရှိတ်ဘက်မှာရွေးရှားလာတဲ့လေပွေလိုင်းများရဲ့အချိန်ကြောင့်လကောင်း ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေထုမငြိမ်သက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၎င်း31ရက်စဲလာ2025ရက်နေ့မှ9ရက်စက်တလ2025ရက်နေ့အတွင်းသခိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲကျဲနဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်၊ကင်းပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နေရာအနှံ့ပြမိုးထစ်ခြုံရွာပြီး အချို့ဒေတာများမှာဒေတာအလိုက်နေရာကွက်ရေးမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြမကိုင်းဝန်းတခြားနယ်ကမ်းလှုပ်ပင်လယ်ပြင်တို့မှာတစ်ခါတရံမိုးသက်လေပြင်းများကြောက်ရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေဟာတနအီကိုမိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြစ်မှာမြမကိုင်းဝန်းတခြားနယ်ကမ်းလှုပ်ပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေကရှိနိုင်ပါတယ်ခင်ဗျာ။တို့ဖြစ်ပါရဲ့မိုးသီးထန်စွာရာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထေချုံခြင်းမိုးချိုးပြခြင်းလျှက်စီးလက်ခြင်းမိုးသီးကြွခြင်းလျှက်တစ်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်း စတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေတာများရှိကုန်းပြေဒေတာအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြုံမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှံမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တန်းရေးနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါရခင်ဗျာဆက်လက်ပြီးမိုးလေဝသနဲ့ဇလဝေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နိုင်စင်မိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ ဘင်္ဂလားပင်လယ်ပေါ်မှာတော့ကပ်ပလီပင်လယ်ဘင်္ဂလားပင်လယ်ရောအရှိလေပိုင်းနဲ့အရှိတောင်ပိုင်းမှာတိမ်အစ်စ်တွေမှတိမ်ထူထပ်နေပြီးကျန်ဘင်္ဂလားပင်လယ်ပေါ်မှာတိမ်နေငယ်ဖြစ်ထွန်းနေပါတယ်။ဒီကနေ့မနက်ထိခမ်းမချက်ကတော့သခိုင်းရနေသားကြီးအောက်ပိုင်းရှက်ပြည်နယ်မြောက်ပိုင်းတို့မှာတိမ်အစ်စ်တွေဖြစ်ထွန်းပါမယ်။တင်းနေနိုင်တိုင်းနေသားကြီးမှာနေရာအနှံ့ပြားရခုံတိုင်းနေသားကြီးအေရီတိုင်းနေသားကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကျကျနဲ့ကျန်တိုင်းနေသားကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရံနှုတ်ပြဖြစ်ပါတယ်ခင်ဗျာ။ ဒီကနေ့မောနဲ့ကျင်းဒီခံမှတ်ချက်ကတော့စကားနိုင်နေတာကြီးအောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာတိမ့်တင့်တင့်ဖြစ်ထုံပါမယ်။တင်းတင့်နိုင်တိုင်းဒေသကြီးမှာနေရာအနှံ့ပြရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကျကျနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်ခင်ဗျာ။ရွာရံရာနှုံးပြေဖြစ်ပါတယ်ခင်ဗျာ။ဆလဘီတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခံမှတ်ချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။နေပြည်တော်မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာနိုင်ပါတယ်။ ။ပဲခူးမြို့မှာနေရာခွက်ကြားမိုးထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာဒိန်အစ်တင့်ဖြစ်ထုံးပြီးနေရာခွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ဟ ோம் လင်းမြို့မှာနေရာခွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။မုံရွာမြို့မှာဒိန်အစ်တင့်ဖြစ်ထုံးပါမယ်။ပဲတယ်မြို့မှာနေရာခွက်ကြားမိုးထစ်ချုံရွာပါမယ်။တဝဲမြို့မှာမိုးထစ်ချင်နေချိန်ထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာနေရာခွက်ကြားမိုးထစ်ချုံရွာပါမယ်။လိုက်ခေါမြို့မှာနေရာကွက်ကြားမိုးထီချုံရွာနိုင်ပါတယ်။ဖမ်းမြို့မှာနေရာကွက်ကြားမိုးထီချုံရွာပါမယ်။ဟာခမြို့မှာနေရာကွက်ကြားမိုးထီချုံရွာပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထီချုံရွာပါမယ်။ဆင့်တွေ့မြို့မှာနေရာကွက်ကြားမိုးထီချုံရွာပါမယ်။ လာရှုံမြို့မှာတိမ်အထစ်တွေဖြစ်ထုံးပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထေချုံရွာပါမယ်။ကျိုင်းတုံမြို့မှာတိမ်အထစ်တွေဖြစ်ထုံးပြီးနေရာကွက်ကြားမိုးထေချုံရွာနိုင်ပါရယ်ခင်ဗျာ။မိုးထေတောင်ဖြစ်ပေါ်မှုအခြေအနေကတော့အရာရီတိုင်းဒေသကြီးနဲ့တင်းနေနိုင်တိုင်းဒေသကြီးတို့မှာမိုးထေတောင်ဖြစ်ထုံးမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးထေတောင်များရွေရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထေချုံခြင်းမိုးကျုပ်ပြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရယ်ခင်ဗျာ။ မြဝကျုံပေါ်မုတ်တမခွေနဲ့မော်တင်နေနိုင်ကမ်းရတခြားနိုင်ကမ်းလုံးပင်လေပြင်းတို့မှာတခါတရံမိုးသက်လေပြင်းများကြောက်ပြီးလှိုင်းကြည့်နိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနင်္လာနေ့မိုင်30မှ35မိုင်အထိတိုက်ခိုက်နိုင်ပါတယ်။လှိုင်းမြေမှာမြဝကျုံပေါ်မုတ်တမခွေမော်တင်နေနိုင်ကမ်းရတခြားနိုင်ကမ်းလုံးပင်လေပြင်းတို့မှာ၉ဝီမှ၁၁ပေကန်ရှိနိုင်ပါတယ်။ရခိုင်ကမ်းရတခြားနိုင်ကမ်းလုံးပင်လေပြင်းတို့မှာတခါတရံမိုးသက်လေပြင်းများကြောက်ပြီးလှိုင်းအသစ်တွေမှာလှိုင်းကြည့်နိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနင်္လာနေ့25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။ လိုင်းမြင်မှာရခိုင်ကောင်းတဲ့တစ်ချောင်းနဲ့ကဲလုံပင်လေးပြီးတော့မှ9ပေမှ9ပေကရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာနှံပြမိုးထချုံရွာနိုင်ပါတယ်။နေပြည်တော်နဲ့နေထွက်တဲ့မနေ့ပြမိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာကွာကြားမိုးထချုံရွာပါမယ်။ရွာရရနှောင်း80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နီးထွက်တဲ့မနေ့ပြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာကွာကြားမိုးထချုံရွာပါမယ်။ရွာရရနှောင်း80ဖြစ်ပါတယ်။ မန္တလေးမြို့နယ်နေအတွက်အတွက်မင်းဖြံမိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရံရာနှုံ60ဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့ AR တိုင်းဒေသကြီးအတွင်းအော်တိုဘာလ30ရက်နေ့မှနိုဝင်ဘာလ5ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ပေးလယ်မြေများမှာထူးခြားတဲ့မိုးလေဝသအခြေအနေများကိုတင်ပြပေးပါမယ်ခင်ဗျာ။အော်တိုဘာလ30ရက်နေ့မနေ့ပိုင်းမှာ BNN နိုင်ငံတောင်ပိုင်းကမ်းရိုးတဲ့အနီးမှာလေဝေလိုင်းဟာအနောက်ဘက်ထိုင်းပင်လယ်ကိုအတွင်းသို့ဆက်လက်ရွေ့ရှာပြီးဒီကနေ့အော်တိုဘာလ31ရက်နေ့ညပိုင်းမှာ မြိတ်မြို့တောင်ပိုင်းမှာဖြတ်တန်း၍ကပ်ပလီပင်လယ်ဘက်သို့ဝင်ရောက်လာနိုင်ပါတယ်။ထိုမှာတဆင်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျှားပြီးနိုဝင်ဘာလ၁ရက်နေ့မနက်မှာကိုကိုကျွန်းရဲ့တောင်ပိုင်းမှာတဆင်ဘင်္ဂလားပင်လယ်အရှေ့လယ်ပိုင်းသို့ဆက်လက်ရွေ့လျှားရောက်ရှိလာနိုင်ပါမယ်။လေဝင်လိုင်းဟာပုံမှန်အားကောင်းလာပြီး ERI တိုင်းအနောက်ဘက်ကမ်းရိုးတန်းအနီးမှာစောင့်ကြည့်ရမယ့်လေဝင်လိုင်းတစ်ခုဖြစ်လာနိုင်ကြောင်း ECNWF Icon နဲ့ GFS Model များမှကြိုတင်ခန့်မှန်းမှုများမှတွေ့ရပါတယ်။ အိန္ဒိယနိုင်ငံအန္တာပရာဒေ့ရှ်ကမ်းခြေကိုဖျက်ချော်ဝင်ရောက်ခဲ့တဲ့ဆိုက်ကလုန်းမုန်တိုင်းမွန်ထရာရဲ့အကျဉ်းချန်တွေကတော့မြောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီးနောက်6နာရီအတွင်းမှာကုန်းတွင်းပိုင်းလေပြင်းနဲ့ရောင်ဝန်းဖြစ်အပြော့သွားနိုင်ကြောင်းအိန္ဒိယမိုလီဝဒဌာနရဲ့ခန့်မှန်းချက်ကထုတ်ပြန်ထားပါတယ်။ ECNWF Icon နဲ့ GFS model ဂျိုတင်ခန့်မှန်းချက်များအရနိုဗာလ3ရက်နဲ့4ရက်နေတွေမှာဘင်္ဂလားပင်လယ်ော်အရှေ့လယ်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့လေပြင်းနဲ့ရောင်ဝန်းကြောင့်ရခိုင်ပြည်နယ် AR တိုင်းဒေသကြီးနဲ့မွန်ပြည်နယ် တနင်္လာနေ့တိုင်းတို့ရဲ့ကာယိုရန်ဒေတာများမှာမိုးပြနိုင်ပြီး9ရက်အတွင်းမိုးရေချိန်3လမှမှ4လမအထိရွာသွန်းရရှိနိုင်ကြောင်းခန့်မှန်းထားပါတယ်။ချင်းပြည်နယ်ကေပီနယ်ပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းတွေမှာ9ရက်အတွင်းမိုးရေချိန်2လမနီးပါးမှ3လမနီးပါးအထိရွာသွန်းရရှိနိုင်ပြီးနေရာကွက်ရေမိုးသည်ထန်နိုင်တာကြောင့်အော်တိုဘာလ30ရက်နေ့မှနိုဝင်ဘာလ5ရက်နေ့အထိ9ရက်တာကာလအတွင်းရေသိမ်းပြီးစပွားများနေလှမ်းခြင်းပဲဆိုင်တောင်သူများပဲမျိုးကျဲခြင်းများကိုမိုးလေဝသအခြေအနေကြည့်၍ဂရုတစိုက်ဆောင်ရွက်ကြပါရန်တိုက်တွန်း နှိုးစော်လိုက်ပါရခင်ဗျာအော်တိုဘာလ31ရက်နေ့မှာနိုဝင်ဘာလ5ရက်နေ့အထိ9ရက်အတွင်းအရာရီတိုင်းဒေသကြီးတွင်မိုးရွာသွန်းနိုင်တဲ့အခြေအနေများကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာလက်ဗုဒ္ဓဖြာပုံကြိုက်လက်မော်လမြိုင်ကျွန်းဒေဒရဲကြိုက်လက်မြို့နယ်ခရံများမှာခုနှစ်အတွင်းမိုးရွာချိန်3လက်မှမှ4လက်မှအထက်ရွာသွန်းရရှိနိုင်ပါတယ်မူဘင်ဝါခဲမှာနဲ့ဟင်းသရမြို့နယ်ခရံများမှာခုနှစ်အတွင်းမိုးရွာချိန်2လက်မှအထက်ရွာသွန်းရရှိနိုင်ပြီးပသိမ်မြောင်းမြောင်းအင်ကပူကျုံမြောင်းကန်ကြီးတောင်နဲ့ ရေကြီးမြို့နယ်ခရိုင်တွေမှာခုနှစ်ရက်တွင်းမိုးရေချိန်တက်လက်မမှနှစ်လက်မအောက်ရွာသွန်းရရှိနိုင်ပါတယ်။များသောအားဖြင့်အရာရီတိုင်းဒေသကြီးမြောက်ပိုင်းမြို့နယ်ခရိုင်တွေမှာယခုတစ်ပတ်တွင်မိုးရွာသွန်းမှုအများဆုံးဖြစ်နိုင်ပါတယ်။အပူချိန်လေတိုင်နှုန်းလေတုစုတိုင်းစားနဲ့လေတုညဉ့်မှုအခြေအနေကတော့ယခုတစ်ပတ်တွင်မှာအော်တိုဘားလ31ရက်နေ့မှာစတင်၍အာရီတိုင်းကမြို့နယ်အချို့မှာနေ့အပူချိန်များသိသိသာသာကျဆင်းလာနိုင်ပြီးအမြင့်ဆုံးနေ့အပူချိန်မှာ28ဒီဂရီဆယ်စီယံနဲ့အနည်းဆုံးညအပူချိန်မှာ26ဒီဂရီဆယ်စီယံရှိနိုင်ပါမယ်။ ကန်ယွန်ရန်နီမျိုးနဲ့ကျေးရွာတွေမှာအနောက်ဘက်နဲ့မြောက်ဘက်အရက်များမှာအမြင့်ဆုံးလေတိုင်နှုန်းတနင်္ဂနွေကို -10 ဆက်ကန်ရှိနိုင်ပါတယ်။ ERI တိုင်းဒေသကြီးတွေနေ့လယ်ပိုင်းအချိန်တွေကလေတုစုတိုင်းစဟာ90ရာခိုင်နှုန်းထိရှိနေနိုင်ပြီးမနေ့ညအချိန်တွေမှာတော့100ရာခိုင်နှုန်းရှိနိုင်ပါတယ်။လေတုစုတိုင်းစများနေချိန်တွင်အထူးသဖြင့် ERI တိုင်းမြောက်ပိုင်းခရိုင်မြို့နယ်တွေမှာခန်းစားရမယ့်အပူချိန်ကတော့39ဒီဂရီဆယ်စီယက်ထိရှိနိုင်ပါတယ်။လေတုညဉ့်ညမ်းမှုအချိန်တွေများကတော့အများဆုံး80မှ85အထိရှိနိုင်တာကြောင့် လေရုညဉ့်ဉမ်းမှုအညွန်ငယ်အသင့်တဲ့အစစ်မှရှိနေပါတယ်။ AR တိုင်းဒေသကြီးအနောက်ဘက်နဲ့တောင်ဘက်ကန်ဒီပင်လယ်ပြင်တွေမှာအရှိတ်အယက်မှလေတိုင်နှုံအမြင့်ဆုံးတနအီကို22မိုင်ခန့်နဲ့လိုင်းအမြင့်မှ၄ဘီမှ5ဘီခန့်ရှိနိုင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြရတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကြမှာရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။